မင်္ဂလာပါ The Great Cosla Therma ဖြစ်ပါတယ်တင်တော်မနှက်ဖြာငွေကြေးကန့်ချင်းလေးကိုဖတ်ကြားပေးပါမယ်အမနာပြမှာငွေကြေးကအခြေအနေနဲ့ပေါ့နော်ကောင်းလဲကောင်းတယ်မကောင်းလဲမကောင်းလို့ပြောလို့ရတယ်။ဘာလို့လဲဆိုတော့ငွေကြေးကအနေနဲ့ကတော့ငွေကြေးကငွေကြေးဝင်ငွေဝင်ကိန်းရှိတယ်နော်။ငွေကြေးဝင်ကိန်းရှိတယ်။ဒါပေမဲ့ဝင်တဲ့ငွေကလည်းပေါ့နော်ပြန်ထွက်ဖို့အတွက်အဆင်သင့်ဖြစ်နေတတ်တယ်။အဲ့တော့ပြောမယ်ဆိုလို့ရှိရင်ငွေထွက်เสียကိစ္စရှိရတဲ့သူတွေဆိုလို့ရှိရင် ကိုယ်မှရှိပြီးသားထပ်ကုန်ဖို့တော့စိတ်ပူစရာမလိုဘူးအကျွေးမတင်ဘူးပေါ့နော်ငွေဝင်လာမှာဖြစ်တဲ့အတွက်အဲ့ဝင်လာတဲ့ငွေကိုပြန်သုံးလိုက်ဖို့ပဲလိုတယ်ပေါ့နော်သူကလည်းသူဝင်ဝင်နဲ့ထွက်ငွေနဲ့မျှတနိုင်မဲ့နေမျိုးဖြစ်တယ်အငွေချင်းနဲ့ပတ်သက်ပြီးတော့စိတ်နှောက်ရှာစိတ်နှောက်ရှာဖြစ်စရာတခုရှိတယ်လုံငန်းသမားတွေဆိုလို့ရှိရင်ကိုယ့်ရဲ့အလုပ်ထဲမှာကိုယ်ဝန်ထမ်းဆိုရင်ပေါ့နော်ကိုယ့်ရဲ့အထက်လူကြီးစပြင်အဲ့လိုဖိအားပေါ့ကြီးကြပ်သူတွေ ွေကြေးနဲ့ပတ်သက်ပြီးတော့လာပြီးတော့ဖိအားပေးရမယ်ကြုံရမယ်။ဒါတို့လို့ချင်းငွေကြေးပိုင်းကင်နေရတဲ့သူတွေဆိုရင်ပို့ပြီးတည်တာတာပေါ့နော်။စည်ရင်းအင်းပိုင်းနဲ့ပတ်သက်ပြီးတော့အကြီးကျယ်ခံရတာမျိုး၊ကြက်မှတ်ခံရတာမျိုးလည်းရှိပဲ။ဒီကြောကကြတော့ဘလောက်တိဆိုရင်ရလဲဆိုလို့ချင်းဥမာကိုယ့်ရဲ့အလောက်ကကြီးခဲ့သူကိုယ်တိုင်ကဒီငွေကြေးဝင်ငွေနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးပေါ့နော်။တမာတမတ်မရှိတာမျိုး။ ဲ့လိုမျိုးလေးကြုံရလိမ့်မယ်အဲ့ဒါတော့ပို့ပြီးတော့မကောင်းတဲ့ဘက်ပေါ့ဘာလို့ဆိုတော့ဒီမှာ carry in သဘောတရားအရကြည့်မယ်ဆိုလို့ရှိရင်မကောင်းတဲ့ energy လည်းပါနေရဆိုတော့အဲ့လိုအထက်လူကြီးမကောင်းတာလည်းဖြစ်နိုင်တယ်နော်သူတို့ကိုယ်တိုင်လည်းမကောင်းလို့ပေါ့နော်ကိုယ်တေပေါ်တေပတ်ညှိတယ်လို့မျိုးဖြစ်တတ်တယ်အဲ့ဒါတော့လုပ်ငန်းလုပ်တဲ့လူတွေသတိထားဖို့လိုတယ်တချို့ကြအဲ့လိုမဟုတ်ကိုယ်မှပတ်စံရှိမှန်းတိလို့သို့မဟုတ်ကိုယ်ရမဲ့လမ်းကြောင်းရှိမှန်းတိလို့ဒီအပေါင်းသင်းနေရပါတော့ ကောင်းမွန်သောစိတ်ထားနဲ့မဟုတ်ပဲမရစေချင်တာပေါ့ဝင်လာမဲ့လမ်းကြောင်းကိုမဝင်လာအောင်လို့တို့မကောင်းသောစိတ်ထားနဲ့ပေါ့နော်ဖြတ်လို့ဖြတ်စည်းလုတ်တက်တယ်သို့မဟုတ်ဝင်လာတဲ့ပတ်စံကိုကိုကျိုးအတွက်အကျိုးရှိရှိအသုံးမချဘဲနဲ့အလီလွင့်ဖြစ်သွားအောင်လို့ယူဆွဲတာမျိုးလည်းခံရတတ်တယ်အဲစီပွားလုံးမလုံနေတဲ့အဲ့သဘောတရားတိုင်းပဲစီပွားနဲ့ပတ်သက်ပြီးတော့အထက်ကဖီအားတွေစိတ်ဖီအားတွေဂျုံရလိမ့်မယ်နော် အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်ကိုစီးပွားရေးလုပ်တဲ့အခါမှာတတိထားပါကောင်းတဲ့လမ်းကြောင်းကိုမဟုတ်ဘဲနဲ့ကို့အတွက်အကျိုးအမြတ်မရှိပြန်ဆုံးရှုံးစေမယ့်လမ်းကြောင်းကိုတွေးဆောင်မှဖျားယောင်းတာအကြံပေးတာမျိုးကိုစီကိုအကျိုးမရှိတဲ့ဧည့်သည်တွေခေါ်လာတာမျိုးအဲ့လိုမျိုးလေးဂျုံရတတ်တယ်ဒါလုံးဝမကောင်းဘူးပေါ့နော်အမနာပြန်ကကောင်းလားကောင်းတယ်မကောင်းလားမကောင်းတတိထားရမှလေးတွေလည်းရှိနေတယ်ဝင်ငင်းရလည်းရှိတယ်ထွက်ကင်ရလည်းရှိတယ်နော်ဒါဆိုလို့ရှင်ကတင်တော်မနာပြန်ငွေကြေးကံဖြစ်ပါတယ် အဲ့တော့အလုံးမစီပွားဥစ္စာများဒီလာတိုးတက်ကြပါစေလို့ဆုမောင်းတောင်းမိလိုက်ပါတယ်